နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ကြတဲ့အာစနယ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီးအကဲဖြတ်ကြည့်အောင်ခင်ဗျာမင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခင်းပါဒီပြင်းလေးမှာတော့ International Break မှာနိုင်ငံလေဝေးစင်အသင်းတွေအတွက်ကိုသားပြုခွင့်ရခဲ့ကြတဲ့ Arsenal ကစားသမားတွေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ် Arsenal ကစားသမားတွေကိုဘာကြောင့်ရွေးချယ်ပေးလဲဆိုတော့ Arsenal အသင်းရဲ့ level တစ်ခုရောက်လာတဲ့အခြေအနေကြောင့်ပါ ရေဘူးရဆဆန်ကျွန်တော်နှိုင်းရှင်ကြည့်မယ်ဆိုရင် club တင်းတင်းရဲ့ level တစ်ခုမြင့်တက်မှုအဆင့်တန်း တခုဟာနိုင်ငံလေရွေးစဉ်အသင်းရဲ့လူရွေးချယ်မှုနဲ့ဓာတ်ရိုက်တက်ဆိုင်ပါဒီကလပ်ကကစားသမားတွေဆွမ်းဆောင်ရင်ကောင်းပြမှသာလျှင်အဲ့ကလပ်ရဲ့အဆင့်တန်းမြင်မားမှသာလျှင်နိုင်ငံလေရွေးစဉ်အသင်းဟာဒီကလပ်ကကစားသမားတွေကိုရွေးချယ်ကြတာပါတာမန်အသင်းတသင်းရဲ့တာမန်ကစားသမားတယောက်ကိုရွေးတယ်ဆိုတာတယောက်နှစ်ယောက်စတော့ရှိမယ်ဒါပေမဲ့အများကြီးရွေးလေရွေးတာမရှိဘူးဒီတစ်ကြောင်နိုင်ငံလေရွေးစဉ်အသင်းကဒီကလပ်အသင်းကကစားသမားဘယ်နှယောက်ကိုရွေးချယ်သွားသလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒီကလပ်ရဲ့ level ကိုကျွန်တော်တို့ဟိုအကဲဖြတ် ို့ရတယ်ပေါ့နော်လက်ရှိအချိန်မှာအာစနယ်တင်းကဟိုဖလားရခြင်းမရခြင်းကတော့တပိုင်းဆိုပေမဲ့အာစနယ်ရဲ့ခက်တခက်ကိုရောက်လာပြီဆိုတော့ညင်းလို့မရဘူးလက်ရှိပရီးမီးယားလိရဲ့အသင်းအနေနဲ့မှာအာစနယ်အသင်းကကစားသမားတွေဒီနိုင်ငံလက်ရွေးစင်အသင်းကိုဇေလွတ်ခံခဲ့ရတဲ့ကစားသမားအတော်များပါတယ်။အားလုံးပေါင်း15ယောက်ရှိပါတယ်။အခုကျွန်တော်ပြပြပေးမယ်စွမ်းဆောင်ရည်တွေကတချို့ကစားသမားတွေအနေနဲ့ National Team မှာ Bench မှာထိုင်နေရတာရှိတယ်။ပွဲမကစားရသေးတဲ့သူတွေရှိတယ်။ ထားပါတော့ဗျစပိန်လေဝင်းစဉ်အသင်းဆိုရင်ဒီညမှရှင်ပြိုင်ကစားမှဖြစ်တဲ့အတွက်ကြောင့်စပိန်ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့သိပြောလို့မရဘူးပေါ့နိုင်ငံတကာပွဲစဉ်တွေအားလုံးပြီးမှပြောမယ်ဆိုရင်လည်းပရီးမီးယားလိပွဲစဉ်တွေကတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုကြိုပြီးတော့ကမ်ပီသားကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုဆွေးနွေးလိုက်တဲ့သဘောမျိုးပဲဖြစ်ပါတယ်။โอเคအဲ့တော့ကျွန်တော်စအောင်ပထမဆုံးတစ်ယောက် Declan Rice Rice ကတော့ England National Teams က Wales ကို3ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ Friendly Match ပွဲတွေမှာမိနစ်80အထိပါဝင်ကစားခဲ့ပါတယ် Rice ရဲ့ဦးစီးဥတော်မှုပြုနိုင်စွမ်းကိုအရင်က Chelsea နီးပြဟောင်းနေအတော်များများသဘောကျနေကြတယ် Frank Lampard Thomas Tuchel စသဖြင့်ပေါ့လေ Rice ကမိနစ်80ကစားပြီးလူသားလဲလိုက်တဲ့အတွက်ကြောင့် Arsenal အသင်းတော်လည်းဒါအနေနဲ့စိတ်အေးရတယ်ပေါ့တောက်လျှောက်သုံးနေလို့ဒဏ်ရာပြဿနာမတော်တဆရသွားရင်အဲနည်းနည်းလေး shock ရှိတယ်ဒါမဲ့လည်း England လူရင်းစဉ်အသင်းက နောက်ထပ်ပွဲတစ်ပွဲ ရှင်ပြိုင်ကစားဖို့ရှိနေပါသေးတယ်နောက်ထပ်ဂန်နာတစ်ယောက်ကတော့လီယန်ဒရိုထရော့သက်ဖြစ်ပါတယ်အဲထရော့သက်ဆိုမှကျွန်တော်စကားကြုံလုံးလေးတစ်ခုထပ်ပြီးကိုညင်တာအာစတယ်တင်းရဲ့အရန်ကစားသမားဖြစ်စေပွဲတော်ခွင့်ရတဲ့ကစားသမားဖြစ်စေ National Team တွေကအပြိုင်ရွေးချယ်ကြတယ်။ Nogat ဆိုရင်ဗျာဒါအာစတယ်တင်းရဲ့လုံးဝအရန်ကစားသမားဆစ်ဆက်ဒါမဲ့ Damage လွေးစဉ်အတင်းကရွေးတာပဲပေါ့နော်။ထပါအဲ့တော့ Leandro Trossard လည်း Belgian လွေးစဉ်အတင်းနဲ့အတူ နော့မစီဒိုနီယာကိုတည်ကြားခဲ့တဲ့ပွဲတွေမှာပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့တဲ့84မိနစ်တိတိပါဝင်ကစားခဲ့ပါတယ်။နောက်တစ်ယောက်ဘူကာယိုစာကာမြေဥတီကတော့ဒက်လန်ရိုက်စ်နဲ့အတူတူပါပဲ။ဝေးစ်ကို3ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့အင်္ဂလန်လူရေးစင်အသင်းနဲ့အတူမိနစ်80ပါဝင်ကစားသွားခဲ့ပါတယ်။နောက်တစ်ယောက်ကတော့နော်ဂက်ပါ။ဘယ်လာရုစ်ကိုဒန်မတ်ကကျွန်တော်6-0နဲ့နိုင်ခဲ့တဲ့ပွဲတွေမှာ64မိနစ်မှာလူသားဝင်လာပြီးတော့ဒန်မတ်အသင်းနဲ့အတူတူနော်ဂက် ကစားသွားခဲ့ပါတယ်။နောက်တရားတော့ Yokes ပါ။အဲဖိဒယ Yokes ကဒီတပတ်မှာနိုင်ငံလေရွေးတဲ့အသင်းတွေကိုတွားရောက်ကစားတဲ့ကစားသမားတွေထဲမှာမှဟိုပထမဆုံးရှုံးပွဲတစ်ပွဲရခဲ့တဲ့သူပေါ့နော်။ကျန်တဲ့ကစားသမားတွေအကုန်လုံးအနေဆုံးတော့တည်ရလက်ကတော့ရတယ်။ Spain တို့ဘာလို့ကတော့ကျွန်တော်မသိသေးဘူးပေါ့။ထားပါအဲ့တော့ Yokes ဒီ Sweden လေရွေးတဲ့အသင်းနဲ့တူမိနစ်60လုံးကစားခဲ့ပါတယ်။ဒါပေမဲ့သူတို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ Switzerland ကို2-0နဲ့ရှုံးနိုင်သွားခဲ့ပါတယ်။ကဲနောက်တရားတော့ William Saliba ပါ။ ဆလီဘာကတော့ပြင်သစ်လေရွေးစင်အသင်းနဲ့တူအဇာဘိုင်ဂျန်ကို၃ခုပြတ်နဲ့အနိုင်ယူခဲ့တဲ့ဒါ FIFA Club World Cup ခြေစစ်ပွဲတွေမှာမိနစ်90လုံးအပြည့်ပါဝင်ကစားခဲ့ပါတယ်။နောက်တရတော့ Julian Timber ပါ။ Timber ကလည်း William Saliba နဲ့အလားတူတူပါတယ်။ Netherlands က Malta ကို4-0နဲ့အနိုင်ရခဲ့တဲ့ FIFA Club World Cup Qualification မှာမိနစ်90လုံးအပြည့်ဝကစားခဲ့ပါတယ်။ဟုတ်ကဲ့တလက်ဆက်ရံပြီးဆက်ပေးချင်တာကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကုညီပံ့ပိုးထားတဲ့ Super Senior Baseball စီမှာကျွန်တော်ညီကိုတွေ Ibakushi ကို9-0 miss မောင်ငါ6တို့ကို မမတဲ့အပူထုချင်းများစွာနဲ့ယုံကြည်စိတ်ကြောက်စွာကစားလို့ရပါတယ်အသေးစိတ်သိချင်တယ်ဆိုရင်တော့ဗမာမတ်39 69 69 669 440မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်နောက်တရားကတော့ Martinelli ဖြစ်ပါတယ် Martinelli ကတော့ Brazil ရဲ့ရွေးစဉ်အသင်းကကိုရီးယားကို5ခုပြတ်နဲ့အနိုင်ယူခဲ့တဲ့ friendly match မှာပေါ်တော့ခွင့်တော့မရခဲ့ဘူး bench မှာပဲထိုင်နေခဲ့ရပါတယ် ။နောက်တရားကတော့ Abrigi easy ဖြစ်ပါတယ်။ easy လဲ Martinelli နဲ့အတူတူပဲဗျ။ဘာကြောင့်လဲဆိုတော့ Wales ကိုအင်္ဂလန်က3ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာပေါ်ထွက်ခွင့်မရဘဲနဲ့အရန်ကုန်မှာပဲထိုင်နေခဲ့ရပါတယ်။နောက်တရားကတော့ Arsenal တင်းရဲ့နောက်ခံတတိုင်းပေါ့ Gabriel Magalhaes ဖြစ်ပါတယ်။ကိုရီးယားကို5ဂိုးပြတ်နဲ့အနိုင်ယူခဲ့တဲ့ friendly match ပွဲတွေမှာမိနစ်90လို့အပြည့်အဝပါဝင်ကစားသွားခဲ့ပါတယ်။တစ်ခုနဲ့တစ်ခုကဆက်ဆက်နေတယ်ဘရိုသတိထားမိလား။ Arsenal တင်းရဲ့ဒီနေ့ရသည့် ကောင်းဆုံးစွမ်းဆောင်ရည်ပြတ်တနေတာနောက်တန်းတနေရအဲ့တော့ Arsenal တင်းရဲ့နောက်ခံကစားသမားအများစုသည် National Team တွေမှာမိနစ်60လုံးပါဝင်ကစားခွင့်ရထားတယ် Julian တင်းပါ William Saliba Gabriel Magalhaes နိုင်ငံလေပြည်အသင်းကြီးကတော့မတူဘူးเนาะပြင်သစ် Netherlands Brazil ဖြစ်တယ်ဆိုရင်လည်းအကုန်လုံးကမိနစ်60အပြည့်ပါဝင်ကစားထားတယ်ဒီလိုကြောင့် Arsenal တင်းရဲ့ဒီ defensive line ကဘလောက်ကျန်းတယ်လဲဆိုတာကျွန်တော်ညီကိုချိန်စားကြည့်လို့ရတယ်။ဒါတောင်မှအီတလီလေရွေးစဉ်အသင်းရဲ့ပွဲစဉ်တွေစပိန်လေရွေးစဉ်အသင်းရဲ့ပွဲစဉ်တွေမပါသေးဘူး။ကလာဖီယိုရီကလည်းကျွန်တော်အီတလီလေရွေးစဉ်အသင်းမှာရွေးချယ်ခံထားရတယ်။ဟုတ်ပြီ အဲ့တော့နောက်တစ်တရားတော့ Louis Kelly ဖြစ်ပါတယ်။ Skelly ကတော့ Wales ကို3ဂိုးပြန်နဲ့အင်္ဂလန်တင်းကအနိုင်ယူခဲ့တဲ့ friendly match ပွဲတွေမှာမိနစ်80ရောက်တဲ့အခါကျတော့လူသားဝင်ကစားသမားအဖြစ်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။အာ Louis Kelly ကတော့အရင်ကစားသမားအဖြစ်နဲ့ပဲ Arsenal မှာလည်းကစားတယ်။ဒါအင်္ဂလန်လူရင်းစဉ်အသင်းမှာလည်းလူသားဝင်ကစားသမားအဖြစ်နဲ့ပဲဝင်ကစားတယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ခင်ဗျ။အဲ့ကျန်တဲ့ကစားသမား၄ယောက်လည်း National Team တွေမှာရွေးချယ်ခံခဲ့ရတဲ့သူတွေရှိပါတယ်။ David Raya, Zubimendi, Merino စပိန်လူရွေးစင်အသင်းနဲ့တူရွေးချယ်ခံခဲ့ရတယ်။နောက်ဆုံးတစ်ယောက်ကတော့အီတလီလူရွေးစင်အသင်းနဲ့တူရွေးချယ်ခံခဲ့ရတယ်။ကာလာဖီယိုရီဖြစ်ပါတယ်ခင်ဗျ။အားလုံးပေါင်း15ယောက်ပါ။ဒါတောင်မှတက်တန်းလိုက်အသင်းတွေကိုဇေလူချင်းခံခဲ့ရတဲ့အာစတန်အသင်းရဲ့ကစားသမားတွေရှိပါသေးတယ်။ဒါပေမဲ့လူရွေးစင်အဆင့်ကစားသမားတွေကိုပဲကျွန်တော်ရွေးပြောခဲ့တဲ့အတွက်ကြောင့်အားလုံးပေါင်း15ယောက်ရှိတာပါ။ဆိုတော့အနည်းချုပ်ရမယ်ဆိုရင်ကလပ်သင်းတစ်သင်းရဲ့ပုံရိပ်ကလပ်သင်းတစ်သင်းရဲ့အဆင့်တန်းတစ်ခုကကျွန်တော်ဒီထဲမှာပြောသွားသလိုမျိုးပေါ့။နိုင်ငံလူရွေးစင်ကစားသမားဘယ်နှယောက်ပါတယ်လဲ။နိုင်ငံလူရွေးစင်အသင်းကိုဘယ်နှယောက်ကိုစားပြုတယ်လဲဆိုတော့ ဲ့အပေါ်မှာအများကြီးမူတည်နေပါတယ်။အသေးစားတစ်ခုကတော့ဒီဘက်2020နောက်ပိုင်းကာလတွေမှာအာစနယ်အသင်းရဲ့ EPL မှာအမြင့်ပြန်လာမှုကတော့နေရာတနေရာရောက်လာတယ်ဆိုတာညင်းလို့မရပါကြောင်းသုံးသက်ဆွေးနွေးနေပဲနိုင်ငံလူရွေးစဉ်အသင်းမှာပါဝင်ခဲ့တဲ့အာစနယ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းအကဲဖြတ်တဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။